ားလုံးပဲမင်္ဂလာပါရှင်။ Podcast Story Channel လေးအနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့ပုံမြင်လေးကတော့နောက်ဘဝထပ်ဝင်စားပြီးတော့ပြန်လည်ဆောင်လျှောက်တာပါ။ဤတန်ဟာတဘာဝရဲ့သိစိတ်ညင်သက်မှုကို အမြဲချိန်နေတတ်သူပါ။မြို့ပြကြီးတွေရဲ့ဆူညံတန်တွေကသူ့အတွက်လေးလံလာတိုင်းသူဟာသူ့သားဖြစ်သူအသက်ရှင်နေတာရှိသေးတဲ့နူအာကိုခေါ်ပြီးတောင်ကုန်းတွေရဲ့အလွန်တစ်တော်တွေကိုအားလျက်တိုင်းခေါ်နွားသည့်ရှိပါတယ်။အဲဒီမှာ လေးတူကမတူဘူးလို့ခံစားရတယ်။လက်ဆက်ပြီးတော့ရှင်တန်းနေတယ်လို့သူကပြောလို့ရှိတယ်။သူကဟာအသက်ရငယ်လေးပဲမဲ့သူ့ဖေလိုပဲတဘာဝကိုချစ်မြတ်လိုတန်နေပါပြီ။အဲမနဲ့ခင်မှာပေါ့နေမင်းကြီးဟာတောင်တန်းတွေကိုဖြတ်ပြီးရွှေရောင်တဝင်းဝင်းနဲ့နေခွေးစာထားလာခဲ့တယ်။တဲနာမှာကော်ဖီဖြော်တော့ရင်ဤတာဟာပြုံးလိုက်မိတယ်။သူသားတို့ကတော့ဆောင်းထဲမှာအိပ်ပျော်နေသေးပါ ိမ်မက်ဒီမရင်နဲ့ပေါ့သူတို့အတွက်ဤတန်ရဲ့ဇနီးနိုအာရဲ့အမေမရှိတော့တဲ့နောက်ပထမဆုံးတောင်တက်ခရီးဖြစ်ပါတယ်သူမကလွန်ခဲ့တဲ့တနေ့ကကွယ်လွန်သွားခဲ့တာပါဒီခရီးဟာဤတန်အတွက်တန်ရာကိုပြန်လဲကုစားဖို့အနည်းလမ်းတစ်ခုဖြစ်ပြီးဆုံရှုံမှုတွေနောက်ပိုင်းမှာတော့ဘဝဟာလာပနိုင်နေတယ်ဆိုတာနှွားကိုပြသဖို့လည်းဖြစ်ပါတယ်။နနဆာစားပြီးရဲ့နောက်သူတို့ဟာ တစ်တော်ရဲ့အသွင်းမိုင်းတွဲကိုခြေချင်းလျှောက်ထွက်ခဲ့ကြပါတယ်။နှစ်ကလေးများကတစ်ပင်တွေပေါ်ကနေတချင်းဆူနေကြပြီးလေထဲမှာတော့သင်းရှုပင်နဲ့မြေကြီးနန်းတို့ကပြန့်နှံ့နေတယ်။ရှောက်နေရင်လည်းမြေကြီးပေါ်မှာခြေရာတွေကိုတွေ့လိုက်ကြတယ်။တမင်ယုံနောက်တစ်ခေါက်ကျတော့ပိုကြီးတဲ့အကောင်တကောင်ရဲ့ခြေရာပါ။ဤတန်ကပြုံးရင်းပြောလိုက်တယ်မဆိုးရင်နဲ့သား ီမှာငါတို့ကအဲ့တွေတွေပဲသူတို့ကိုလေးစားမယ်ဆိုရင် သူတို့ကလည်းငါတို့ကို ပြန်ပြီးလေးစားကြမယ်။နေ့နဲ့ရောက်တော့သူတို့ဟာတွင်ပြင်တစ်ခုကိုရောက်ရှိသွားကြတယ်။မြက်သေးတွေဟာနေယူရရိမ့်နေပြီးအနီးနားမှာတော့စမ်းချောင်းလေးတစ်ခုကိုညင်ညင်လေးစီးနေတယ်။သူတို့ခဏနားဖို့ဆုံးဖြတ်လိုက်ကြတယ်။ဒီတန်ကတပုန်ရိုက်ဖို့သူ့ရဲ့ကင်မရာကိုကြောက်တုံးမတင်လိုက်တယ်။တာဖတ်နှစ်ယောက်ပြိုင်သူပြုံးထားကြတယ်။ အဲဒီခါမှာပဲရုတ်တရက်အတန်တစ်ခုကျလိုက်ရတယ်။တစ်ပင်တွေထဲကနေအတန်အနက်ကြီးနဲ့ကျေလောင်တဲ့အတန်တစ်ခုဤတန်လှည့်ကြည့်လိုက်တယ်။ဝတ်သိုးကြီးတစ်ကောင်ကတစ်ပင်တွေချားထဲကနေကျောင်းလန်တကြားနဲ့ဆိတ်ရှုပ်ထွေးနေတဲ့ပုံစံနဲ့ထိုးထွက်လာတယ်။ဤတန်ဟာပေါ်လိုက်ပြီးနွားကိုတွန်းဖယ်လိုက်တယ်။နွားကဘေးရောက်သွားပြီမြေခိုးရအလင်းတန်းတနတ်တန်တစ်ခုကအစ်ပင်ထဲကနေထွက်လာတယ်။ မော်ဆိုးတယောက်ရဲ့မှားပြီးပြစ်လိုက်မိတဲ့ကြည်စားဟာလေထဲကဖြတ်ပြီးဝင်ရောက်လာတာပါဤတန်ဟာလဲကျသွားခဲ့တယ်တော်ရဲမှာအရာအလုံးစိတ်ငြိမ်သွားတယ်။နှွားဟာဟော်ဟစ်နေခဲ့တယ်။ဒါပေမဲ့အတန်ဟာ ဝေးကွာတဲ့ပုံစံကိုခံစားရတယ်။ဤတန်နောက်ဆုံးမြင်လိုက်ရတာကတော့ကောင်းငင်ကြီးပြီးတော့တောက်ပနေတဲ့အလင်းတန်။အသွေးထဲမှာတော့သူ့သားကြောင့်သာတွေးမိနေခဲ့တယ်။ငါနေနိုင်နေရင် ်ငါသူ့ကိုကာကွယ်ပေးနိုင်ရင်ဆိုပြီးတတတရွရင်နေပဲနောက်ဆုံးအရာအလုံးမိမိမီရောက်ွယ်အမောင်ကြသွားတယ်ဤတံပြန်လဲနိုးလာတဲ့ခါမှာတော့ကဘာကြီးဟာရွှေရောင်တန်းနေတယ်နှွေးထွေးတဲ့အရာတခုကသူ့ကိုဝန်းရံထားတယ်ချင်းလေးမတကောင်ကခါးကိုကိုင်းပြီးသူ့ရဲ့ခေါင်းကိုရက်ပေးနေတယ်ဤတံအံ့ဩသွားတယ်သူဟာချင်းသေးလေးတကောင်ဖြစ်နေပါပြီ သူဟာလှုပ်ဖို့စူးစမ်းကြည့်တယ်။ဒါပေမဲ့သူ့လက်တွေကပျောက်သွားပြီးမရှိတော့ပါဘူး။အဲဒီအစားခြေသေးတွေကိုမြင်လိုက်ရတော့လေသူဟာစကားပြောဖို့စူးစမ်းကြည့်တယ်။ဒါပေမဲ့နူးညံ့တဲ့အတန်လေးတစ်ခုသာထွက်လာတယ်။အတန်တွေဟာပဲ့တင်ထန့်နေတယ်။အနှိမ့်တန်ရှင်းတယ်နဲ့ပေါ်ချိန်ဟာထူးဆန်းစွာ ကုန်နှင်းသွားတယ်။သူဟာမြင်မြင်ကြီးထွားလာပြီးတရက်ထက်တရက်ပုံမှန်အားကောင်းလာတယ်။ လမ်းလျှောက်တက်ခြင်း၊ကစားတက်ခြင်း၊အမဲလိုက်တက်ခြင်းတို့ကိုသင်ယူခဲ့တယ်။ဒါပေမဲ့သူ့နှလုံးသားထဲမှာတော့ဒီကဘာနဲ့မသက်ဆိုင်တဲ့အရာတစ်ခုရှိနေသေးပါ။မေးဖြောက်လို့မရတဲ့မှတ်ညံတွေပေါ့။ကော်ဖီအနံ့၊နူရာရဲ့ရေတံ၊တစ်ခါတလေသူဟာဂျယ်ရီကိုကြည့်ရင်လည်းရှင်တဲ့တကောင်ငားမလည်နိုင်တဲ့ညည်ရည်ကြပြီးခံစားရတယ်သူတို့ရှင်တဲ့အဟုဆူဟာ ဂုံးမြေပြင်ကြီးထဲမှာနေထိုင်ကြပြီးမိုးကုတ်ဆဝိုင်းနံကတော့အခြေကြီးပဲပေါ့နေရာတိုင်းမှာတော့အန္တရာယ်ရှိတယ်။ဒေါ်ခွေရိုင်းတွေဒေါ်ရိုင်းတရိษံခိုးဖန်းသူတွေနဲ့ငတ်မွခေါမမှုရောပေါ့ဒါပေမဲ့အင်တန်အခုတော့ရှင်သိကီလိုပေါ့သူဟာရဲရင်ပြီးညံကောင်းသူဖြစ်တယ်။အခြားကောင်တွေထက်ဆောပြီးတော့အန္တရာယ်တွေကိုတရိထားမိတတ်တယ်။လိုအပ်တဲ့အခါမှလွဲပြီးတော့ တဖြတ်ချင်းမလုပ်ဖို့နေခဲ့တယ်။သူ့ကလေးမဟုတ်တဲ့တခြားချင်းတွေကလေးတွေကိုလည်းကာကွယ်ပေးသေးတယ်။သူဘာကြောင့်တော့ဂရုစားရတာလဲဆိုတာသူကိုယ်တိုင်တော့မသိခဲ့ပါဘူး။သူစိတ်ထဲမှာဒါဟာမှန်ကန်နေတယ်လို့ပဲခံစားရတယ်။နေ့တွေအများကြီးကြာသွားတယ်။ဂီရိုဟာချင်းတိတ်ဤတကောင်ဖြစ်လာတယ်။ရွှေရောင်ဝင်းနေတဲ့အမွေးတွေတီတီငိမ့်ငိမ့်နဲ့ဉာဏ်ပညာနဲ့နှဆိုင်တဲ့မျက်လုံးတွေနဲ့ပေါ်သူဟာချင်းတိတ်အုပ်ကြီးရဲ့အကောင်းဆုံးဖြစ် ခြားကောင်လေးဟာခန္ဓာအတွက်တိုက်ခိုက်ကြပြီးမဲ့သူကတော့အင်းချမ်းတဲ့ခွန်အားလေးပဲထူဆောင်နေသူကိုယ်ထဲမှာအသက်ဆုံးရှုံးခဲ့ရတဲ့လူသားတယောက်ရဲ့ဝိညာဉ်ဟာရှိနေတယ်။ညနေခင်းတစ်ခုမှာမိုးကြိုးတံလေးဟာခုံးမြေမြင်းကြီးကိုဖြတ်ပြီးဖြီးထလာတယ်။မုံတိုင်းကြားရောက်ခံနေပြီ။ခီရိုဟာမိုးကုတ်ဆောင်ပိုင်းနှံကိုစောင့်ကြည့်ရင်းကြောက်တုံးတစ်ခုပေါ်မှာရက်နေတယ်။ အဝေးမှာတော့လူသားတွေရဲ့အလင်းတွေဟာ မိတ္တမိတ္တဖြစ်နေတယ်။သူ့စိတ်အတွင်းထဲမှာတဆုံတရားလှုပ်ခတ်နေတယ်လို့ခံစားရတယ်။မိလျှော့ထားတဲ့အရာတစ်ခုလိုအစွမ်းငင်အားတစ်ခုဖြစ်နေပေါ့။ရဲ့နေငယ်ကြမှာလူသားတွေရောက်ရှိလာကြတယ်။ သူတို့ဟာခီးသွားဧည့်သည်တွေဖြစ်ပြီးတစ်ပင်နေနာမှာအနားယူနေတဲ့ရှင်တွေးတွေကိုမြင်ရတဲ့အခါကြောင်ကြောင်ယွန်းယွန်းတုံတုံရီရီနဲ့ကင်မရာတွေကိုင်ပြီးတော့စကားပြောနေကြတယ်။ခီးရောဟာသူ့ရဲ့ရှင်တွေးအုပ်စုကိုကာဝယ်ဖို့အနှောကြသကြွစာနဲ့နေနေတယ်။အဲဒီနောက်သူဟာလူကုန်ထဲကအကောင်လေးတယောက်ကိုတွေးလိုက်ရတယ်။ခုချိန်မှာတော့အသက်အရွယ်ကြီးခန်နီနီပေါ့။ညလုံးနဲ့နဲ့တွေနူးညံ့တဲ့မျက်နှာနဲ့ကင်မရာတစ်လုံးကိုကင်ထားတယ်။ နှုတ်ပါကဘာကြီးရဲ့သွားတယ်လို့ပါပဲကီရိုရဲ့နှလုံးသားဟာတရိမ့်တိမ့်နဲ့ခုန်နေတယ်သူဟာရှေ့ကိုဖြည်းဖြည်းချင်းနဲ့တလန်းလန်းလိုက်တယ်ကောင်လေးကလည်းကြည့်လိုက်တယ်အချိန်ခဏလေးအတွင်းမှာသူတို့နှစ်ဦးရဲ့မျက်လုံးတွေအကြည့်ချင်းဆုံကြတယ်နှုတ်ပါမျက်တောင်ခတ်လိုက်တယ်သူဆုံးတရားကိုယဉ်နိမ့်နေတယ်လို့ခန်းစားရတယ်ဒါကြောင့်လဲဆိုတာသူမသိပေမဲ့မျက်ရည်တွေက အလိုလိုနဲ့သူ့မျက်လုံးထဲမှာပြည်လာတယ်။ ရှင်တေးရဲ့အကြီးကရိုင်းဆိုင်တာမဟုတ်အေးဆက်တာလည်းမဟုတ်ပဲနှွေးထွေးပြီးတော့လူလာဆန်နေတယ်။နန်းပြဆရာတယောက်ကနိုအာကိုတားဖို့တန်တဖက်ကိုမြောက်လိုက်ပင်မဲ့နိုအာကဘာမှမဖြစ်ပါဘူး။သူကျွန်တော်ကိုတိုက်ခိုက်မှာမဟုတ်ဘူးလို့ပြောလိုက်တယ်။ဒီလိုတစ်ဖြစ်တဲ့ဤတန်ဟာမလုံးမရှက်နဲ့မလမ်းမကမ်းမှလာရက်နေတယ်။သူဟာစကားပြောကျင်နေတယ်။ သူဂုံယူမိကြောင်သူအမှန်တကယ်မသိဆုံးအကြောင်းကို ပြောပြချင်နေတယ်။ဒါပေမဲ့သူ့ရဲ့ယင်ပတ်တဲကလူတန်အစားလူညံ့တဲ့ဟိန်းနာနာထွက်ပေါ်လာတယ်။သူဟာအားနဲ့ပြုံးရင်မင်းကငါ့အဖေကို တရိယစေတယ်လို့တတတယွနေတယ်။ရှင်တဲ့အုပ်စုဟာဆက်လက်ထွက်ပါသွားပေမဲ့ရှင်တဲ့တွေမျက်ပြင်ရှည်တွေပြောက်ွယ်သွားတဲ့အထိသူဟာဆက်ကြည့်နေခဲ့တယ်။ အဲ့ဒီညမှာခီရိုဟာအိမ်မပြောခဲ့ပါဘူးတယ်နာကကျဲတွေကိုဤတန်ကြီးနေခဲ့တဲ့လိုမျိုး သူဟာကျဲတွေကို ကြည့်နေခဲ့တယ်အဲအချိန်မှာသူဟာသူဆုံးတရားကို နားလည်သွားတယ်။ဒီဘဝဒီခန္ဓာကိုဒီအခွင့်ရေးဟာ ပြစ်တံမဟုတ်ပဲလက်ဆောင်တစ်ခုဆိုတာပေါ့။သူရဲ့ဂရီကိုဆက်လက်ထိမ့်သိမ့်ဖို့ကာဝယ်ဖို့ချစ်ခင်ဖို့နဲ့ဘဝတဏှာရဲ့အနှစ်သာရကို နားလည်ဖို့သူ့ကိုနောက်ဘဝပေးခန့်ရခြင်းဆိုတာပါပဲ။ လာနေငယ်ကြမှာအန်တရေကပြန်လဲရောက်ရှိလာပါတယ်။တော်ရိုင်းတရိษံခိုးပန်းသူအုပ်စုတစုဟာညအမောင်ကိုခွင်ကောင်းယူပြီးတဘာဝပေးမဲ့တော်တွေကိုမြောက်လာခဲ့ကြပါတယ်။သူတို့မှာတနတ်တွေအပြည့်နဲ့ပေါ်ချင်းသေးအုပ်စုဟာ ပထမဆုံးတတိထားမိတယ်။ချင်းသေးကလေးတွေကြားထဲမှာကြောင်းရွမှုဟာ ကြီးစိုးနေတယ်။ဂီရိုဟာဟိန်းတန်အကျယ်ကြီးနဲ့သူတို့ကို ပုံအောင်ဖို့အမိတ်ပေးခဲ့တယ်။ ညအမောင်မှာတနတ်တန်တွေတတိုင်းတိုင်းနဲ့ဖြစ်နေတယ်။ခီရိုဟာအင်ဂျင်ထက်မှတ်စံနဲ့အပြင်းထန်တိုက်ခိုက်ခဲ့တယ်။သူဟာခိုးခန်းလူတွေကိုတယောက်ပြီးတယောက်ထုံအုံရိုက်ချပေမဲ့ဒီဇန်တွေကလည်းသူ့တွေကိုဖျက်ဝင်သွားတယ်။ငါကျင်မှုဟာတအားပြင်းထန်နေပေမဲ့သူဟာမရက်တန့်ခဲ့ပါဘူး။ကျန်တဲ့သူတွေအမောင်တွေကိုထွက်ပြေးသွားတဲ့အထိသူဟာတိုက်ခိုက်နေခဲ့တယ်။အားလုံးတိတ်ဆိတ်သွားတဲ့အခါမှာတော့သူဟာတပင်းအောင်မှာ လဲကျသွားခဲ့ပါပြီ။တွေးတွေဟာမြေကြီးပေါ်မှာအိုင်းနေပြီးခန္ဓာကိုယ်ကလည်းဖြူပတ်ဖြူရဖြစ်နေပါပြီ။ဘဝရနေအတန်တွေ၊အော်ဟစ်နေတဲ့အတန်၊ပြေးသွားနေတဲ့အတန်လူတန်တွေနဲ့အဲ့ဒီထဲမှာနှူဝါပါပါလာပါတယ်။နှူဝါဟာရှင်လေးတွေကိုဓာတ်ပုံရိုက်ဖို့ project တစ်ခုအတွက်ပြန်လာခဲ့တာဖြစ်ပြီးဟိုးဝေးကနေခဏတုန်းကဖြစ်ပျက်ကိုမြင်ခဲ့ရတာပါ။ သူဟာလဲကျနေတဲ့ချင်းသိစီကိုပြေးသွားပြီးအနားမှာထူထောင်းလိုက်တယ်။ဂီရိုရဲ့အမွှေးတွေကိုထိလိုက်ရင်သူ့ရဲ့လက်ဟာတုံးနေတယ်။ချင်းသိရဲ့မျက်လုံးတွေကသူ့ကိုပြန်ကြည့်တော့နိုဟာကမင်းသူတို့ကိုကယ်တင်ခဲ့တယ်။အရင်ကလိုပဲလို့ပြောလိုက်တယ်။ဂီရိုဟာသူ့ရဲ့ခွန်အားတွေကုန်ခန်းသွားတာကိုခံစားနေရပေမဲ့သူ့ရဲ့နှလုံးသားကတော့ပေါ်ပါနေတယ်။သူဟာလူ့ဘဝတုန်းကသူ့သားဖြစ်တဲ့နိုဟာကို ကျေးဇူးတင်ချောင်ပြောချင်နေတယ်။အဖေကိုမမေ့ပဲမှတ်မိနေတဲ့အတွက်ပေါ့။သူ့မျက်လုံးကိုမှိတ်လိုက်တယ်။ဒါပေမဲ့အမောင်ထုအစားမွေးထွေးတဲ့အလင်းရောင်ကရှိနေတယ်။သူချင်းရသူတွေရဲ့မျက်နှာတွေကိုမြင်တွေ့ရတယ်။သူ့ဇနီးပြောင်းရည်နေပုံနဲ့ဟိုးကလေးဘဝကနှွာရဲ့ပေါ့။ရဲ့ကြီးနဲ့ထိနေတဲ့ခန်းစားမှုကပျောက်ွယ်သွားပြီးရွှေရောင်ကောင်းကင်နဲ့အစားထိုးလိုက်တာကိုခန်းစားရတယ်။အဲဒီနောက်သူဟာပျောက်ွယ်သွားခဲ့တယ်။ နောက်နေ့မနက်ခင်းမှာတော့တဘာဝဘေးမဲ့တော်ကို ထိမ့်သိမ့်တဲ့သူတွေဟာရှင်သိကီရိုရဲ့ခန္ဓာကိုယ်ကိုသူ့ရဲ့ရှင်သိအုပ်စုနဲ့သူဘေးမှာဝိုင်းမိရှိတာကိုတွေ့ခဲ့ကြရတယ်။နှွားဟာအနားမှာရက်နေပြီး မျက်ရည်တွေကျနေပြီးမဲ့သူ့ရဲ့နှခမ်းတွေကတော့အပြုံးနဲ့နှုတ်ဆက်နေခဲ့တယ်။သူဟာဓာတ်ပုံတပုံရိုက်ခဲ့တယ်။ဒေဆုံးမှုကမဟုတ်ပဲငြိမ်ချမ်းမှုကိုရိုက်တာပါ။နှုတ်ဆက်ပါတဲ့အဖေလို့စိတ်ထဲကနေတူးတူးလေးရေရွလိုက်တယ်။ လာနေငယ်ချာမှာအဲ့ဒီဓာတ်ပုံကိုအမှုပညာပြခန်းတစ်ခုမှာပြသခဲ့တယ်။ခေါင်းစဉ်ကကာကွယ်သူဆိုပြီးတော့ပုံတခါတရံညအချိန်တွေမှာ လေဟာမြက်တွေကိုဖျက်ပြီးတိုက်ခတ်တဲ့အခါနိုဟာဟာအဝေးကနေပဲ့တင်ထန့်နေတဲ့ဟိန်းတန်ကိုကြားရတယ်လို့ပြောလို့ရှိတယ်။တချို့တော့ဝိညာဉ်တွေဟာဘယ်တော့မှမထွက်ခွာဘူးလို့ဆိုရစကားရှိပါတယ်။ သူတို့ချင်းရသူတွေကိုစာကြည့်ရှုဆောင်းလျှောက်ဖို့နေကြတာပါပုံမြင်လေးရတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင် ဆုံးထိကြည့်ရှုနဲ့ထောင်ပေးခဲ့တဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်ကိုယ်တော်ပုံမြင်လေးတွေချိန်တက်တက်ဆိုဆက်လက်နားထောင်ဖို့ like နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့နော်